ဒီခက်စားနေတဲ့ AI တွေအကြောင်းကိုပြောရအောင်ပါပြဿနာကတော့ AI တွေကလိမ်တက်လာတာဖြစ်ပါတယ်။တမိုင်းမှာကဘာကြီးကိုအပြောင်းလဲဖြစ်စေခဲ့တဲ့အခြေအနေတွေရှိခဲ့ပါတယ်။အဲ့ဒါတွေကတော့စက်မှုတော်လန်ရေးနဲ့အင်တာနက်ဖြစ်ပါတယ်။အခုနောက်ထပ်တစ်မျိုးကတော့ဒီနောက်ထပ်တစ်မျိုးတာစုနေတာကတော့ AI လို့ခေါ်တဲ့ဉာဏ်ရည်တူဖြစ်ပါတယ်။မကြတော့မဲ့အနာဂတ်မှာ AI ကြောင့်လူမှုဘဝတွေအလုတ်ကင်တွေအပြောင်းလဲအကြီးအကျယ်ဖြစ်လာမယ်လို့လူတွေကခန့်မှန်းထားကြပါတယ်။ အရင်အပြောင်းလဲကြီးတွေနဲ့မတူတာကတော့အခုတီထွင်ဖန်တီးလာတဲ့ AI ဟာသူ့ဘာသာသူအချက်လက်တွေကိုစုဆောင်းပြီးတော့တိုးတက်အောင်လုပ်တက်လာတာဖြစ်ပါတယ်။လူတွေက AI ကိုအသုံးပြုဖို့စဉ်းစားနေချိန်မှာပဲတစ်ဖက်မှာလည်းဘေးအန္တရာယ်ပြုမဲ့အလားအလာတွေတွေ့လာရပါတယ်။ AI တွေဟာသူတို့ဘာသာသူတို့လေ့လာတွေ့ရှိချက်တွေနဲ့လိမ်တက်လာတယ်။နောက်ပြီးတော့လှည့်ပြားတာတွေလည်းလုပ်တက်လာပါတယ်။သူတို့ရဲ့ရည်မှန်းချက်ရဖို့ဒီချင်းချောင်းမှုတွေလှုပ်လာတဲ့အထီကိုတွေ့ တွေ့လာရတာဖြစ်ပါတယ်။အခုနာမည်ကြီးနေတဲ့ ChatGPT ကိုတီထွင်လိုက်တဲ့ OpenAI ရဲ့ဒီ O1 ဉာဏ်ရည်တုဟာဆိုရင်ပြင်ပဆာဗာတွေကအချက်လက်တွေကို သူ့ဘာသာသူဒေါင်းလုဒ်လုပ်တတ်နေပြီးတော့ အာဒါဟိုပေါ့လေလူတွေကမိသွားရင်လဲ तू ကမလုပ်ပါဘူးဆိုပြီးတော့ပြောင်းလဲတက်ပါတယ်။နောက်ဥပမာတစ်ခုကတော့ပိုကြောက်ဆရာကောင်းပါတယ်။အဲ cloud 4ဆိုတဲ့ဒီနောက်ဆုံးပေါ်တဲ့ AI ဟာသူ့ကို power ပိတ်ဖို့လုပ်တဲ့အခါမှာ power မပိတ်ဖို့ပြောပြီးတော့တကယ်လို့မလိုက်နာဘူးဆိုရင်သူ့ပိုင်ရှင်ရဲ့ဒီလူမှုရေးဖောက်ပြန်မှုတွေကိုဖော်ထုတ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။မကြတော့တဲ့အနာဂတ်မှာတော့ဉာဏ်ရည်ရှိတဲ့လူတွေကပဲဉာဏ်ရည်တူတွေကိုထိန်းချုပ်နိုင် ုင်မလားဉာဏ်ရည်တူတွေကပဲသူတို့လှုပ်ချင်တာတွေကိုလှုပ်သွားမလားဆိုတာကို မြင်လာကြရတော့မှာဖြစ်ပါတယ်